ကျွန်တော်ကပေါ့လေဟိုဂျပန်ပြည်ကို1981နှစ်မှာရောက်ခဲ့ပြီးတော့83မှာကျွန်တော်နာဂိုအတက်ကိုဝင်တယ်ပေါ့အဝင်ပြီးတော့ပထမတော့ကျွန်တော်ကဟို zoology ဆိုတဲ့ fishery ကိုအခြေခံပြီးတော့အဲ့တော့ fish biology လို့ခေါ်တဲ့ဌာနမှာပေါ့လေအဲ့ဒီ master phd ရပြီးတော့88မှာရပါတယ်အဲ့ဒီရပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကနိုင်ငံရေး ဒီဒီမိုကရေစီလှုပ်ရှားမှုတွေမှာပါရင်းနဲ့အဲပြောရရင်တော့နေဆက်တွေလည်းရောက်ခဲ့တယ်နိုင်ငံတကာလည်းရောက်တဲ့အချိန်ကျတော့ခုနတုန်းကပြောခဲ့သလိုပေါ့ကျွန်တော်ဗမာပြည်ကကွဲကြတာတွေများတယ်ပေါ့အော်ဆီလုံးညီညွတ်မှုမရှိဘူးပေါ့အော်အဲ့တော့ဂျပန်သူတင်နာလုပ်တဲ့လူတွေကလည်းအဲ့ဒီလိုမျိုးဟိုပြောတာတွေကိုကြားတယ်ပေါ့အဲ့တော့ ကျွန်တော်လည်းကျွန်တော်ဘောအာကလာတဲ့အတိုင်းဝိုင်းကလေဝဲအတိုင်းဝိုင်းကလာခဲ့တာဟုတ်ဟိုဖခင်ကြီးကိုယ်တိုင်၌ကလည်းပြောရရင်တော့အလန်ဒီလေဝဲလုခဲ့ပြီးတော့ငယ်တဲ့ကအာနေပြီးတော့မိမတွေတော့ခေါ်ရတော့တဲ့လည်းရောက်ခဲ့ဘူးတာပေါ့အဲ့ဒါကိုကိုယ်တိုင်လည်းရန်ကုန်တက်တူတူတက်နဲ့ចောင်းသားမှာအာမှာအဲဒီတာဝတိခရိုင်နတ်လင်းမြို့နယ်ထဲမှာဟိုတော့ခုခဲ့ဘူးတယ်ပေါ့အဲ့လိုအတွေ့အကြုံနေနိုင်ငံခြားရောက်ပညာသင်ကြားတယ်နိုင်ငံရေးလွတ်ခတဲ့လုပ်တဲ့အချိန်ကြတော့ ကျွန်တော်တို့တွေကဒီမိုကရေစီနိုင်ငံဘာကြောင့်မို့တီထောင်လို့မရခဲ့တာလားမရခဲ့တာဘာကြောင့်မို့လဲဒါကပြောရင်ဗမာပြည်မှာတီထောင်လို့မရနိုင်တာလားဆိုတော့အဲမိကုန်းတွေကမေးစရာရှိလာတယ်မေးရလို့ရလည်းတကယ်ရှိနေကြတာဟုတ်အဲ့ကြတော့ကိုပိုလိုင်းလည်းအဲ့ဒီဒီမိုကရေစီလှုပ်ရှားမှုလှုပ်ကြတဲ့အချိန်ကြတော့အဲဒီတိုင်းဆိုရင်တော့ ဟိုကျွန်တော်တို့ကကြည်ပြင်းလာတာခုနကလေဝဲအင်အားစုတွေကကြည်ပြင်းလာတာတော့လေဝဲစာပေတွေဟိုဟိုအကုန်များများအဖူးခဲ့ပါတယ်အဲဖပူးတလောက်လည်းရှိရှိခဲ့ပါတယ်အဲဗမာလိုရောအင်္ဂလိပ်လိုရောဖတ်ခဲ့ပူပါတယ်အဲ့ကြတော့အဲတော့ကျွန်တော်တို့ကအနောက်နိုင်ငံရဲ့အတွေ့အခေါ်တွေမသိခဲ့တာတော့အမှန်ပဲအဲ့ဒါနဲ့ပြောရရင်ကျွန်တော်အဲ့ဒီနာဂိုအတက်တူမှာရှိတဲ့ ဒီ school of law လို့ဥရီတက်တူပေါ့လေအဲ့ဒီဟိုဟာမှာဟိုကျောင်းမှာဆက်တက်ခဲ့ပါတယ်အဲတက်ခဲ့တော့ကျွန်တော်နိုင်ငံရေးသိပ္ပံဆိုတာလေ့လာရင်းနဲ့ကျွန်တော်ပမောက္ခကအဲသူကဂျပန်မှာမှာရှိတဲ့အဲတိုချိုတက်တူဟာနေပြီးတော့ဟိုပါတကူပွဲရလဲပြေးစီရလာတဲ့အဲပုံကူကြည့်ပါနောက်ပြီးတော့လဲရတဲ့သူကျန်းတင်ခဲ့တာလဲကာလ်မတ်ရဲ့ဒီ ဟိုကျန်းစာတွေကိုတင်ပြီးတော့ကျန်းပြုစုပြီးတော့အဲ့တော့ဘွဲရလာတာပေါ့လေဆိုလိုချင်တာတော့ကာလ်မတ်ရဲ့မာက်ဆစ်ဇမ်နဲ့ပတ်သက်ရင်လည်းအဲရန်ကိုနားလေတဲ့ပုံကိုကြီးဆိုတာလည်းသိရတာပေါ့အဲ့တော့အဲ့ဒီဆရာကြီးရဲ့ဥဆောင်ညွှန်ကြားမှုနဲ့ကျွန်တော်ကစာပေတွေလေ့လာအားခဲ့တယ်ပေါ့လေ့လာရင်းနဲ့ကျွန်တော်တို့တွေတစ်ခါတည်းမှာဟိုဆရာတွေနဲ့စုံရတဲ့ပွဲတွေမှာကျွန်တော်ကအဲ့ဒီဆရာကြီးကိုမေးလေရှိပါတယ် အဲကဘာမှာခုနလိုပဲကွန်မြူနီလို့ပြောနေတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်လို့ဟိုဥပမာဆိုရင်အဲကွန်မြူနစ်စ်နဲ့မာက်ကစ်ဇမ်စစ်တဲ့အဲတဲ့ခေါင်းဆောင်ဟိုပေါ့လေမာက်ကစ်ဇမ်ကိုတကယ်နားလည်ပြီးတော့မောက်ဆွာရာကိုတကယ်နားလည်ပြီးတော့ဟိုတကယ်ကျင့်သုံးနေတဲ့နိုင်ငံခေါင်းဆောင်တွေတဲ့ကအဲလင်းနင်းဘယ်လိုရှိပါသလဲဆရာကြီးလို့မေးကြတဲ့အချိန်ကျတော့ လင်းလင်းကသူ့သူ့ချင်းတဲ့ဟာကိုသူ့တွေးတဲ့အတိုင်းသူ့ policy ကိုအကောင့်ထဲပေါ်တာပါတဲ့မာက်ဆစ်ဇင်မဟုတ်ပါဘူးတဲ့အဲ့လိုဖြေဖြေတာကိုကြားတဲ့အချိန်ကျတော့ကျွန်တော်လည်းတော်တော်လန့်သွားတာပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကလည်းအတိကျတာကအဲဒါလင်းလင်းဆိုတာကအဲဘုရားတစုဂူတလုံးကိုးကွယ်ခဲ့တဲ့လူတွေကိုအဲ့ကျတော့ဆရာကြီးစာလင်ဟောဘယ်လိုလဲလို့ပြီးတော့ ဟာမင်းစာလင်ထည့်မပြောနဲ့ကွာတဲ့စာလင်ကတော့အဲ့တော့တက်တဲ့တကယ်ဟိုအာနာရှင်ကြီးပဲတဲ့ဘာမှမတ်ဆိုရနဲ့မပတ်သက်ပါဘူးလို့လို့ပြောပြန်ရောအဲ့ဒါနဲ့မနေနိုင်ဘူးမနေနိုင်တော့အခါတို့အချက်တိုက်ကတို့ကိုကိုွယ်တဲ့မော်စီတုံးကြီးနဲ့ဘယ်လိုလဲလို့မေးကြည့်ကြတဲ့အချိန်ကျတော့ဟာမော်စီတုံးကဒီမတ်ဆိုရဟိုဘာမှနားမလဲတဲ့တူးွားတယ်ဆိုလို့ပြောပြန်ရော အဲအဲ့ဒါနဲ့ဆရာအဲ့ကြတော့လေကျွန်တော်လည်းနည်းနည်းထပ်မေးရတာခက်ပြီးခတ်တိုးတိုးလေးဆရာအဲ့လိုဆိုရင်ဟိုချင်းမရောဘလို့လဲလို့ပြောတော့အာသူကအမျိုးသားကြီးခေါင်းဆောင်ပါခေါ်လဲဘာကွန်လင်းမှာဖုတ်ပါဘူးလို့ဖြေတာကိုကြားခဲ့တယ်အဲ့လိုကြားခဲ့တဲ့အချိန်ကျသူကပြောတာပြောတာအာမင်းဒီတိုင်းပြည်ကဒီလိုမတ်စ်ဝါရာကိုတော်တော်လေးလာတဲ့လူတွေများတယ်ဆိုရင်မင်းအဲအဲ့ဒါမလေးလာခြင်းမူဆိုရင်တဲ့အဲအခုတို့ဒီ ဒီမိုကရေစီနိုင်ငံတွေဘာကြောင့်မို့စပွားရေးတိုးတက်ရသလဲဘာကြောင့်မို့အောင်မြင်ရသလဲလဲဆိုတဲ့ဟာကိုမင်းသိဖို့ဒိုးတယ်တဲ့အဲ့ဒါသိဖို့တဲ့မင်းအဲဘသူရဲ့ရဲ့အဲကျန်းတွေကိုဖတ်မလဲလဲဆိုတော့ဒီကျွန်တော်တို့ max weber လို့ခေါ်တယ်အဲ့ဒါလည်းဖြစ်ကျွန်တော်ရုရှားက sorry ဂျာမနီကအဲပုတ်ကူကြီးပဲအဲပြောရင်တော့သူ့ကို sociologist လို့လည်းခေါ်ကြတာပေါ့တကယ်ကြတော့ အာဘျူရိုကရေစီရန်ရာကိုဘယ်လိုလုပ်ရသလဲအဲနောက်တစ်ခါပြောရင်တော့ဒီအရင်းရှင်ရဲ့ကျွန်တော်တို့ဒီဒီလုပ်ငန်းတွေကိုဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုလုပ်ရသလဲအဲနောက်ဆုံးပစ္စည်းတွေကိုထုတ်ကြတဲ့အချိန်မှာဘယ်လိုလုပ်ပြီးတော့အရေးအတွက်ကံနေနေပြီးတော့အရေးချင်းပြောင်းဘယ်လိုလုပ်ရမလဲဘယ်လိုကျင့်သုံးရမလဲဆိုတော့အဲ့ဒါတွေကိုသဘောတရားတွေကိုသူကခြေတားခဲ့တဲ့ပုံကိုကြီးဖြစ်တာကြောင့်မို့ ဂျပန်ပြည်မှာဆိုရင်တော့ဒီ Max Weber ရဲ့ရေးသမားစာအုပ်တိုင်းလိုလိုဂျပန်လိုလည်းဘာသာပြန်ပြီးထားတယ်တဲ့ဟိုပါတက်တိုတိုင်းမှာသူ့ရဲ့အဲဟိုပညာတွေကိုသင်ကြားပို့ချနေတာကိုတွေ့ရတာပေါ့ကျွန်တော်တို့နိုင်ငံကတော့အဲ့ဒီသူ့ရဲ့ဟိုဒီစာရန်းတွေကိုဟိုဘာသာပြန်တဲ့အားတွေလည်းတိတ်မရှိသေးဘူးအော်တိတ်လည်းနားမလည်ကြသေးတဲ့အတွက်နောက်ပိုင်းအချိန်ရတာနဲ့အဲ့အချိန်မှာကျွန်တော်ဘာသာပြန်နေလဲ ထုတ်ဖို့ရှိပါတယ်။နောက်ပြီးတော့တက်နိုင်တယ်လို့ပဲအခုပြောသလိုလည်းပြောကြတော့ပါမယ်လို့အဲ့ကျတော့ကျွန်တော်ဆိုလိုချင်တာကနောက်ဆုံးပိတ်ပြောချင်တာကတော့တော်တော့ကျွန်တော်တို့ခုခေတ်လူငယ်တွေပေါ့လေဟိုလေဝဲကြိုက်တယ်လဲရကြိုက်တယ်ဆိုတာကဘယ်ဟာကြိုက်ကြိုက်ကြိုက်လို့ရပါတယ်ဒါပေမဲ့နှစ်ခုလုံးကိုဟိုလေးလာပြီးတော့မှအဲ့ဒီထဲကနေပြီးတော့ကိုတိုင်းပြည်နယ်ကိုလူမျိုးနဲ့ကြိုက်တဲ့အတွေ့အခေါ်ပေါ့လေအဲအယူဆမျိုးကိုခုနကတော့မြတ်စွာဘုရားပြောခဲ့တဲ့ အဲမစ္စမာပတိပန်လမ်းစဉ်လိုပဲဖြစ်ဖြစ်ခုနကကျွန်တော်ပြောခဲ့ဘူးတဲ့အရစ္စတိုတယ်ပြောခဲ့ဘူးတဲ့အဲဂျာလမ်းစဉ်ဖြစ်တဲ့ချွေလိုတန်ဖိုးရှိတဲ့ဂျာလမ်းစဉ်ပဲအလေလတ်လမ်းစဉ်ပဲဖြစ်ဖြစ်အဲအဲ့ဒါကိုရှာပွေဖို့လိုပါတယ်လို့လို့ပြောကြခြင်းပါ